ကဒရှိကိုဝင့်ကအိမ်ထဲကိုကျော်ဝင်ရန်ပြန်လိုက်ပါရင်ထိုအချိန်မှာဦးစင်းကိုပညာကပေါ့ကျော်ကြီးရဲ့ဒရှိကဏ္ဍသောလက်ကိုဘယ်လက်နဲ့ရုတ်တရက်ပင့်ထုတ်လိုက်ပြီးညာလက်ကလက်ဝဆောင်နဲ့ရိုက်ချလိုက်တဲ့ဖြင့်ဓာဟာမြေမြေပေါ်ကိုလွတ်ကျသွားပါလေပေါ့ကျော်ကြီးမှာရုတ်တရက်ခံလိုက်ရတဲ့ဖြင့်အာအဲ့တယ်ပါပါလေဒေါသလည်းထွက်သွားပြီးညီကြီးဝမှာကြာသွားတဲ့ဒရှိကိုကုန်းကောက်ခါဦးစင်းလေးကိုလွှဲခုန်ရန်ကြံစီလိုက်ပါလေသို့သောသူရှိမှာတင်ကန်းပုံသာရှိပြီးဦးစင်းလေးမရှိတော့ပေါ့ကျော်ကြီးပြူးကြောင်ကြောင်ဖြစ်သွားပါလေ ဦးစင်းလေးဘယ်ရောက်သွားပြီမသိတကယ်တော့ပေါ့ကျော်ကြီးဓာကုန်းကောင်လေးစင်မှာဦးစင်းလေးကတင်ကန်းကိုပုံချတာလူတို့လှစ်ခနဲကိုရောင်ဖြောက်ဝင်သွားခြင်းမင်းချုပ်နောက်ပါတကားပေါ့ကျော်ကြီးနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါဦးစင်းလေးကအပေါ်ပိုင်းပလာခြင်းနဲ့တင်းပိုင်ကိုခတ်တူတူလိတ်ရှိကခါထောက်မတ်တရရနေတာတွေ့လိုက်ရပါတယ်လူကြီးမှာပေါ့ကျော်ကြီးနဲ့ကိုပညာရွေးရဲ့ပွဲကိုမျက်တော်မခတ်တမ်းကြည့်နေရပါတယ်။ပေါ့ကျော်ကြီးကကိုပညာကိုစိုက်ကြည့်တာ။ဦးစင် စကလိုက်ခုဟီလို့မိလိုက်ပါလေဟာလိုက်ခေါလို့ကိုပညာကဖြေလိုက်ပါလေလိုက်ခုဟီချင်ကောက်ခါလိုက်ခါပေါ့ကျော်ကြီးကဆက်မေးလိုက်ပါလေဟာလိုက်ခါကိုပညာနဲ့ပြန်ဖြေပြီးတာနဲ့တပြေတည်းထင်းမြေကလေးကိုဖောက်လဲပေါက်လိုက်ပါလေမြေကြီးများဖွာကလေးဆင်ထွက်ကုန်ပါလေထို့နောက်ဘဲချင်းနဲ့ညာချီကိုတရောင်းသွားကန်ခွဲကကိုကို60ဒီဂရီယူပြီးရက်လိုက်ပါလေဘဲလက်တီးကိုဆုပ်ပြီးလက်ဖြံကိုနှစ်ဖူးနဲ့တထွားကွာ 90ဒီဂရီထောင်ထားတာညာဘက်လက်သီးကိုခါမှာကတ်လျက်အတင့်နေထားနေလိုက်ပါတယ်။